အလုံးမဲမင်္ဂလာပါဒီနေ့မြောက်ပြီးသွားမှာကတော့မိမိတို့စိတ်ကြိုက်ကာလာချိန်ကြီးပြီးသားဖြစ်တယ်လူမချိကာလာတွေကိုနောက်ထပ်ပြန်ပြီးတော့အစားအနေပေါ့နော်ပြန်လဲချိန်ကြီးစရာမလိုဘဲနဲ့အလွယ်တကူပြန်ပြန်ပြီးတော့တုံးလို့ရအောင် let preset တွေအဖြစ်ပြောင်းထားပြီးတော့တိုင်နေနည်းကိုပြောပြပေးသွားမှာဖြစ်ပါတယ် let preset ဒီအဖြစ်ပြောင်းပြီးတော့တင်ထားမယ်ဆိုလို့ရှိရင် color grading ကို အစ်စ်ပြန်လုပ်ဆရာမလိုတော့ပါဘူး အဲ့ဒီအရာကိုပြန်လိုချင်တယ်ဆိုရင် click ချက်နှစ်ယူနဲ့ auto color grading ဖြစ်ပြီးသား color ကိုရရှိမှာဖြစ်ပါတယ်ဒီနည်းကတော့အချိန်လဲကုန်တတတလို့အရန်လဲလဲကူပါတယ်ဒီတော့အခုဒီမှာပေါ့နော်ဒီရုပ်ကတ်မှာဆိုလို့ရှိရင်ဥပမာ၄ခုပြထားတယ်ပေါ့နော်၄ခု color ၄ခုချိန်ထားတယ်ဒီမှာဒီ color တွေကိုနောက်ထပ်ပေါ့နော်ပြန်မချိန်ခြင်းတဲ့အတွက်ဒီလိုအလားတူပေါ့နော်ပုံစံတူတဲ့ရုပ်ကတ်တွေရှိရဆိုလို့ရှိရင်ဒီ effect လေးကို တိုင်ထားမှာဆိုအခုဒီမှာဒီမှာကာလာတွေချိန်ထားရနော်ချိန်ထားပြီးဒါဒီလူမက်ထရီကာလာလေးကိုဒီမှာ effect controller မှာရှိရယ်ဒါလေးကို preset အဖြစ်တိုင်မယ်ပေါ့နော်တိုင်မယ်ဆိုတော့ဘုဒီမှာသူ့ရဲ့မူရင်းရုပ်ကိုကြည့်ချင်တယ်ဆိုလို့ရှိရင်ဒီ effect control panel တွေကပေါ့နော်ဒီဟာလေးကိုအပိတ်ဖွင့်လုပ်ကြည့်လို့ရတယ်ဒါမူရင်းပေါ့နော်ဒါမူရင်း ဒီအောက်ကကျတော့ဒါကျတော့ color grading လုပ်ပြီးသားဖြစ်တဲ့ color ပေါ့နော်ဒီ color လေးကိုတိမ့်ပါဒီမှာဆိုလို့ရှိရင်ဘာကြီးကွာချသွားလဲဆိုတော့ဒီမှာနည်းနည်းပို့ပြီးတော့ကျစ်လာတယ်ပြီးတော့ဒီအနီလေးတွေကလည်းပို့ပြီးတော့ဟိုရဲရဲလေးဖြစ်လာတယ်ပေါ့နော်ရဲရဲလေးဖြစ်လာတယ်အစိမ့်လေးတွေကလည်းအရန်စိမ့်စိမ့်ရောမဟုတ်ဘူးညွညိုလေးဖြစ်လာတယ်ပေါ့နော်ဒါက city မြို့တော်အဆောက်အဦတွေဘာတွေပေါ့နော်ကားတွေတိုက်တွေကားတွေနဲ့အဆောက်အဦမြို့ဟိုရုပ်ကံမျိုးရှိလို့ရှိရင်ဒီ ီ color လေးကိုပြန်ပြီးသုံးလို့ရတယ်ပေါ့နော်အဲ့တော့ဒီ color လေးကိုတိတ်မယ်ဒီလိုမျိုးလားသဏ္ဍာန်တူရဲပေါ့နော်ယုတ်ကဲဒီတိုက်တာတွေပါတယ်မျိုးပုံစံတွေပါနော်ရှုခင်းတွေပါတယ်လောက်မယ်ဆိုလို့ရှိရင်ဒီ color လေးကိုပြန်သုံးမယ်အဲ့ဒီအတွက်တိမ့်ထားမယ်ပေါ့နော်ဘလို့တိမ့်မလဲဆိုရင်ဒီမှာ lumetri color တွေရပါပေါ့နော်အဲ့တော့ဒီမှာ lumetri color ပေါ့နော် lumetri color panel ထဲမှာသွားပြီးတော့ export လုပ်ပေးရမှာဖြစ်ပါတယ် export လုပ်တဲ့အခါမှာဒီမှာရှိတယ် log အနေနဲ့ export လုပ်လို့ရတယ် ju file အနေနဲ့လည်းလုပ်လို့ရတယ်ပြီးရင် save preset ပေါ့နော် preset အနေနဲ့လည်းသူကတင်ထားလို့ရတယ်အခုလောလောဆယ်ကအခုလောလောဆယ်က let ဖြစ်ပေါ့နော်တင်မှာဖြစ်တဲ့အတွက် let ju ဆိုတာလေးကိုနိုင်မယ် ju file အနေနဲ့တင်မယ်ပေါ့နော် ju file လေးကိုနိုင်လိုက်မယ် export ju ပေါ့နော်နိုင်လာမယ်တိတ်ပြီးပြီဆိုလို့ရှိရင်သူကတင်ရမယ်နေရာမေးတယ်ပေါ့နော်ဒါဆိုလို့ရှိရင် နေရာတစ်ခုပြေးမှာပေါ့နော်ကိုရဟတဲ့အထက်မှာ new folder ပြေးမယ်ဒါ let preset လို့မှတ်လိုက်မှာနော် preset ဆိုပြီးတော့ folder နှိပ်လိုက်မယ်ပြီးရင်ခုနကကိုတင်လိုက်တဲ့ဒီဒီ color preset လေးကိုနာမည်ပေးမယ်ပေါ့နော်ဘယ်လိုနာမည်ပေးလဲဒါဆို city ပေါ့နော် city ဆိုပြီးတင်လိုက်မယ် city preset ပေါ့ city ပေါ့နော် င်းပြီး save ဆိုရတိမ့်လိုက်မယ်ဒါဆိုလို့ရှင်သွားကြည့်မယ်ဘောနာ city preserve ဆိုပြီးတော့ dot view file လေးနဲ့သူကတိမ့်သွားပြီဖြစ်ပါတယ်ဒါတခုတိမ့်သွားပြီပေါ့နော်ပြီးရင်နောက်တခုနောက်ထပ်တခုတိမ့်မယ်ဒါလေးဒါဆိုလို့ရှင်အဲ color grading လောက်ထားတာဘယ်လိုလောက်ထားလဲဆိုတော့ကြည့်မယ်ဒီမှာ effect control တွေက ပေါ့နော်ဖိတ်ဖွင့်လို့ရှိမှဒါမူရင်းရုပ်ပေါ့နော်မူရင်းရုပ်ကိုပို့ပြီးတော့ကြည်ကြည်လေးလေးလေးဖြစ်သွားတယ်အဝါရောင်လေးတွေကိုလည်းလိမ္မောရောင်နည်းနည်းတန်းသွားတယ်ပေါ့နော်ဒီအစိမ်းလေးကိုလည်းလိမ္မောရောင်တန်းသွားတဲ့အရောင်လေးတွေပြောင်းထားတာဖြစ်ပါတယ်ဒီအစိမ်းဆိုလည်းစိမ်းပြာလေးပေါ့နော်စိမ်းပြာရောင်လေးတန်းသွားတယ် MTV တချင်းတော်တော်များများဆိုရင်ဒီလို color လေးတွေတုံးကြတယ်နော်အဲ့တော့ဒီ color လေးကိုလည်းတိမ့်မယ်တိမ့်ဒါဆိုလို့ရှိရင်လိမ္မောရောင် color ဖြစ်သွားတယ်ဖြစ်တဲ့အတွက်ပေါ့နော် orange color ဆိုပြီးတော့နံပါတ်ပေးပြီးတိမ့်လိုက်မယ်အဲ့တော့ဒီမှာဒီ color လေးကိုတိမ့်ဖို့အတွက်ဒီ lumetri color ဆိုရက်ဒီအပေါ်ကအချောင်းလေးသုံးချောင်းနှိပ်မယ် ju fine နေနဲ့တိမ့်မှာဖြစ်တဲ့အတွက် exposure ကိုနှိပ်မယ်နှိပ်ပြီးပြီဆိုလို့ရှိရင်ဒီမှာအဲဒီမှာကဘာကြီးမ orange လို့နေလိုက်မယ်နော် orange ဆိုပြီးတော့ save လုပ်လိုက်မယ်ဆိုလို့ရှိရင်သူကဒီထဲမှာ orange ဆိုပြီးတော့ရောင်နေပြီဖြစ်ပါတယ်ကျူဖိုင်လေးနှစ်ခုရောက်ပြီเนาะနှစ်ခုရောက်ပြီဆိုရင်နောက်တစ်ခုကဘာလဲဆိုအာနောက်တစ်ခုကကျတော့ဒီမှာပေါ့เนาะဒါခင်းရောင်တန်းတဲ့ရောင်လေးပေါ့เนาะဒါလေးကိုအပိတ်ဖွင့်လုပ်ကြည့်မယ်သူရဲ့ back corner ထဲသွားပြီးတော့อืมဒါမူရင်းပေါ့เนาะမူရင်း color ကိုပြင်လိုက်တာပေါ့เนาะပြင်လိုက်တဲ့ခါမှာဒီလိုခင်းရောင်တန်းတဲ့ကောင်းကင်လေးတွေရောပေါ့เนาะဒီတပင်းလေးရလည်းအရောက်နည်းနည်းကြွထွက်လာရပေါ့เนาะ အဲ့လိုလေးပြန်ချိန်ထားတာဖြစ်ပါတယ်အဲ့တော့ဒီ color လေးကိုလည်းတင်ထားမယ်သူကဟူးဟူးပုံစံနည်းနည်းသွားတယ်ပေါ့နော် saturation တွေပါအဲ့လိုမျိုးတင်တယ်လိုမျိုးဟူးဟူး saturation ပေါ့နော်သူကအဲ့ဘက်သွားတယ်ဖြစ်တဲ့အတွက်ဒီဒါလေးကိုဟူးဟူးဆိုပြီးတော့နာမည်ပေးထားလိုက်မယ်ဒီမျိုး lumetri color ကိုသွားမယ်ပြီးရင် export လုပ်မယ် export.jpg file နဲ့ပေါ့နော်လုပ်မယ်သူ့ကိုဟူးဟူးလို့နာမည်ပေးလိုက်မယ်နော် ဟုတ်ပြီစိတ်อืมဒါလေးကိုတင်လိုက်ပြီနောက်တစ်ခုကနောက်တစ်ခုဇာတ်ဒီမှာပေါ့နော် close up ဒီပိုင်းရိုက်တယ်ဆိုလို့ရှင်ကာလာပြောင်းထားတာပေါ့နော်ဒါ close up ရုပ်ကလေးပေါ့နော်ဒါလေးကိုမိတ်ဖွင့်လောက်ကြည့်လိုက်မယ်။ဘာပြောင်းလဲသွားလဲဆိုတော့ဒီနောက်ခံကာလာလေးပေါ့နော်။နောက်ခံကာလာလေးရဲ့ဒီမျက်နှာလေးလည်း noise ဖြစ်သွားတယ်။ပြီးတော့နောက်ခံကာလာကိုလည်းဒီအစိမ်းရောင်ပေါ့နော်။ငကိုရောင်အစိမ်းစိမ်းမှာအဲ့မဲဘတ်တန်းတဲ့ဟာကိုစိမ်းပြန်လေးဖြစ်သွားအောင် ပြောင်းထားဖြစ်ပါတယ်အဲ့တော့ကိုကနောက်ထပ်အဲမျက်နာပေါ့နော် close up file ဒီပါလေးရှိရဆိုလို့ရှိရင်ဒီလို color လေးပြောင်းနေတယ်ဆိုရင်အစ်စ်သွားပြီးတော့မလုပ်တော့ဘဲနဲ့ပေါ့နော်ဒီဒီ preset လေးအတိုင်းပဲရကျင်တာဆိုလို့ရှိရင်ဒါလေးကိုသိမ့်ပြီးတော့ပြန်သုံးမယ်ပေါ့နော်အဲ့တော့ဒီမှာဒီဒီ preset လေးကိုတတ်သိမ့်မယ်သိမ့်မယ်ဆိုရင်ဒီ lumetri color အချာမှာညောင်းလေးသုံးရအောင်နှိပ်မယ်ပြီးရင် export.choose ဆိုပြီးတော့သိမ့်လိုက်မယ် ဒါဆိုလို့ရှိရင် face closer ဆိုပြီးတော့တင်လိုက်ပါပေါ့နော်ဒါဆိုလို့ရှိရင်ဒီ၄ဖိုင်ကိုတိမ်ပြီးတော့ဖြစ်ပါတယ်အဲ့လိုမျိုးကိုယ့်ရဲ့ဘောနော်ကို color grading လုပ်ပြီးသားကိုစိတ်ကြိုက် color တွေကိုတိမ်ထားပြီးတော့ပြန်သုံးလို့ရပါတယ်အဲ့တော့ ခုနကကျူဖိုင်နေနေတယ်ပေါ့နော်တိမ့်ပြီးသွားပြီတိမ့်ပြီးပြီဆိုလို့ရှိရင်ဒီတကူတိမ့်ထားတဲ့ဖိုင်တွေကျူဖိုင်လေးတွေကိုဘလို့တွားပြီးတော့ပေါ့နော်ဒီတဲ့ကနေဘလို့တုံးမလဲဆိုတာလေးကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီမှာ business color correction ပေါ့နော်ဒီ business correction နဲ့ဝင်လိုက်မယ်ဒီမှာပေါ့နော်ဒီမှာရှိရ input line ဆိုတာလေးရှိတယ် ဒီ input လက်ကနေပြီးတော့သွားခေါ်มาပေါ့เนาะခုနက၄မျိုးเนาะခုနကဒီတိမ့်တိမ့်လိုက်တဲ့အယောင်၄မျိုးကိုသွားခေါ်ပြီးတော့ထည့်သွင်းပြမယ်ပေါ့เนาะဥမာဒါဒီကက်ကဘာမှမရှိတော့ဘူးပေါ့เนาะကလာဖြတ်လိုက်မယ်ဒီ effect controller ရဲ့လူမကြီးကလာကိုပြင်ဖြတ်လိုက်မယ်မရှိတော့ဘူးပေါ့เนาะမရှိတော့မနဲ့အဲ့ခုနကတိမ့်လိုက်တဲ့ preset လေးကိုသွားပြီးတော့ယူပြီးတော့ဒီထဲမှာ auto ပြန်ထည့်ပြမယ်ပေါ့เนาะပြန်ထည့်ပြမယ်ဆိုရင်ဒီမှာဒီ input လက်ပေါ့เนาะသူကနေပြီးသွားပြီးတော့ဒီမှာ browser ဆိုပြီးတော့တွေ့ရမှာဖြစ်ပါတယ် browser ပေါ့ယူလိုက်မယ်ပြီးရင်ခုနကတင်လိုက်တဲ့ folder ကိုလိုက်ရှာမယ်ဒီမှာ let preset ဆိုပြီးတော့ပေါ့နော်ဒါလေးကိုဖွင့်လိုက်မယ်ဒီမှာပေါ့နော်အခုဒီမှာ city ပေါ့နော်အစားအုပ်တွေပါဖြစ်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ video ကအစားအုပ်တွေပါဆိုရင်ဒီ preset လေးထည့်မယ် city preset ထည့်ကြည့်လိုက်မယ်อืมဒီမှာသူကခုနအတိုင်းပဲ color change မိသားအရောင်လေးဖြစ်သွားတယ်ပေါ့နော်ခုနကလေးကိုတခါလေး auto ထည့်လိုက်တာပေါ့อืมဒီမှာ ဒါဆိုရင်နောက်ထပ်ဒီလိုပေါ့နော်ဒီလိုရုပ်ကတ်ခက်ဆင်ဆင်ပေါ့နော်ရုပ်ကတ်တွေမြင်နိုင်ဒီ color pencil လေးကိုတွားပြီးတော့အလွယ်တကူတုံးပြလို့ရပါတယ်ပြီးရင်နောက်တစ်ခုပေါ့နော်ဒါပေါ့ဘုရားစီတီတို့တစ်ပင်တို့ပေါ့နော်လိမ္မယံတန်းနဲ့ color လေးလိုချင်တယ်ဆိုလို့ရှိရင်ခုနတိန်းထားတဲ့ pencil လေးကိုအလွယ်တကူပြန်တုံးမယ်ပေါ့နော်အခုဒါကိုဖြတ်လိုက်တော့မယ်ဖြတ်လိုက်မယ်ဖြတ်ပြီးရင်ဒီမှာခုနကဒီမှာ import လက်ကိုသွားမယ်ပြီးရင် browser ကိုနှိပ်မယ် brass ပေါ့နော် brass ကိုနှိပ်မယ်ပြီးရင်ဒီမှာ orange ပေါ့နော် orange preset ပေါ့နော်ဒါလေးလုပ်ပြီး open ဟမ် open လုပ်လိုက်မယ်ဆိုလို့ရှိရင်အဲဒီမှာအလွယ်တကူတစ်ခါရဲဝင်သွားပြီပေါ့နော်အဲ့လိုပြန်ပြန်ပြီးချိန်ကြရမလို့တော့ပေါ့နော်ပြီးရင်ဒီမှာနောက်တကူဒီဟာဆိုလို့ရှိရင် hue ပေါ့နော် hue color လေးသူရဲ့ဒီပြင်ထားတဲ့ color ကိုပြန်ဖြတ်လိုက်မယ်ဒါဘာမှမရှိတော့တဲ့အလွတ်ပေါ့နော်ဘာမှမပြင်ရသေးတဲ့ video ပေါ့နော် အဲ့တော့အဲ့ဒီခုနဟူကလာလေးကိုပြန်လို့ခြင်းနေဆိုရင်ဒီ input လက်ကိုပြန်သွားမယ်ပြီးရင်ဒီမှာ browse ပေါ့နော်ပြန်ဝင်မယ်ပြီးရင်ဒီမှာ hue 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 preset ပေါ့နော်သူသွားပြီးတော့ open လိုက်လိုက်မယ်ဆိုလို့ရှိရင်သူက auto ပြန်ပြီးတော့ဝင်သွားပြီပေါ့နော်ခုနကလာလေးအဲ့လိုမျိုးလွယ်တယ်ကလေးတွေပြန်ထည့်လို့ရတယ်ပြီးရင်နောက်တစ်ခုဒီမှာပေါ့နော်ဒီမှာမျက်နှာပုံစံပေါ့နော် face close up ပေါ့နော်ဒါဆိုလို့ရှိရင် ပြန်ချိန်မယ်ဒါကိုပြန်ဖြတ်လိုက်မယ် ပြန်ဖြတ်လိုက်ပြီးတော့ဒီလိုမျိုးခုနကာလာလေးပြန်လိုချင်တယ်ဆိုလို့ရှိရင်နောက်ခံအစိမ့်လေးတွေကိုစိမ့်ပြပါတော့စိမ့်ပြပုံစံလေးပြန်လိုချင်တယ်ဆိုရင်ခုနပရီဇန်လေးကို ပြန်သုံးမယ်ဘယ်လိုသုံးမလဲဆိုရင်ဒီမှာ browse ပေါ့နော်အဲ့ဒီကနေပြီးတော့မှန်ပါတော့ဒါလေးပေါ့ face closes ဒါလေးကို open ဆိုပြီးတော့ပြန်ထည့်လိုက်မယ်ဒါဆိုလို့ရှိရင်ပါဒါဆိုလို့ရှင်ခုနကကာလာလေးပြန်ရသွားပြီဖြစ်ပါတယ်အဲ့တော့မျက်စိလေးအမိဖွင့်လုပ်ကြည့်မယ် အဲ့လိုမျိုး color prism လေးတွေကိုပြန်ပြီးတော့ပေါ့နော်ကိုလိုလိုအပ်တယ်လို့အလိုရှိရင်ရှိတယ်လို့ပြန်ပြီးတော့အသုံးပြုလို့ရပါတယ်ဒီနေ့သင်ခန်းစာလေးကိုကြည့်ပြီးတော့အားလုံးလည်းအကျိုးရှိမယ်လို့ထင်ပါတယ်ဒီလိုမျိုးလေးလိုက်ပြီးတော့ကိုယ့်ရဲ့ prism လေးတွေကို ိုပိုင်းပေါ့နော် creation color color creation ကောင်းတယ်ဆိုလို့ရှိရင်ကိုပိုင်းဖန်တီးပြီးတော့တိမ်ထားလို့ရပါတယ်တကယ်လို့မိတ်ဆွေတို့က color creation ကောင်းတယ်ဆိုလို့ရှိရင်လည်းကိုပြင်ထားတဲ့ color လေးကိုဒီလိုမျိုး left file ဖြစ်ပေါ့နော်ပြန်တိမ်ထားပြီးတော့ color preset တွေကိုပြန်ရောင်းချလို့ရပါတယ်တချို့တွေလည်းရောင်းနေကြတာတွေ့ပါတယ် cinematic color preset တွေပေါ့နော်ဒါတွေကိုကိုက creation ကောင်းရင်ကောင်းတယ်လို့ဖန်တီးပြီးတော့ရောင်းချနိုင်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့လည်းအားလုံးတို့အကျိုးရှိမယ်လို့ထင်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့မိတ်ဆွေများအ ားလုံးကိုလည်းကျေးဇူးတင်ပါတယ်